ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Analytics Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပါတော့မချခင်ဝမ်ချန်မြန်ရှစ်ကိုရောက်ရှိလာတော့မယ့်မြန်မာ Fighter ကြော်စာဝင်ရဲ့အကြောင်းအကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာပြည်သက်တွေက2025ခုနှစ်ဧပြီလအတော်စိတ်ပျက်စရာကောင်းတဲ့လလို့ဆိုရမှာပါမြန်မာ fighter နှစ်ယောက်ကသာ one championship ကပွဲထုတ်ခဲ့ပါတယ်အဲ့ဒီ fighter နှစ်ယောက်ထဲမှာမတစ်ယောက်ကသာပွဲထိုးတက်ခဲ့ရပါတယ်အဲ့ဒီ fighter ကဆောင်းရက်ဖြစ်ပြီး ဆွန်နဲ့ထိုးသက်ခဲ့တဲ့ပွဲမှာလည်းမရှုံးသင့်မဲနဲ့ဒိုင်အဆုံးဖြတ်နဲ့ကတ်ရှုံးခဲ့ရပါတယ်နောက်တဲ့ final တို့ကတန်းစင်ပြပြီးတန်းစင်ကပွဲထူးသက်ခံပြီးမှအမြင်အရုံပြဿနာတွေကြောင့်ပွဲပြတ်ခဲ့ရပါတယ်။တကယ်ကိုစိတ်ပျက်စရာကောင်းပါတယ်။တန်းစင်တို့လည်းတကယ်ကိုဆုံးရှုံးနေတာမျိုးတစ်ခုပါပဲ။ကျွန်တော်တို့ကြည်ကျင်နေတဲ့ပရိသတ်တွေတို့လည်းစိတ်ထဲမှာတနှုံနှုံနဲ့ကိုခံစားရပါတယ်။ One Championship မှာမြန်မာ fighter တွေက D April လမှာအတော်ကိုပွဲနေသွားပါလိမ့်။ လက်ရှိမြန်မာပြည်သက်တွေကြားမှာရေပန်းစားနေတာကမြန်မာ fighter ကျော်စွာဝင်းဖြစ်ပါတယ်ကျော်စွာဝင်းကို1 championship ကခဏခဏကန်လန်းထားတယ်လို့လည်းကြားသိရပါတယ်ဘာကြောင့်ကျော်စွာဝင်းကပွဲလက်မခံခဲ့တာလဲဆိုတော့စိတ်ဝင်စားစရာကောင်းပါမယ်အချို့ကတော့ကျော်စွာဝင်းကသူ့အနေနဲ့ဒီတက်ပိုကောင်းတဲ့ technique တွေလေ့လာနေရတယ်ဖြစ်လို့ဝမ်းကိုမသွားသေးတာလို့ဆိုကြပါတယ်မြန်မာပြည်သက်အများစုကတော့ကျော်စွာဝင်းကိုယုံကြည်နေတာတွေ့ရပါတယ်ကျော်စွာဝင်းအနေနဲ့လည်း1 championship မှာထိုးသက်ဖို့အချိန်တန်နေပြီလို့ပဲပြောရမှာပါ ကျော်သာဝင်းနေနဲ့လက်ရှိချိန်မှာလဲ training camp တွေကိုအကောင်းဆုံးလုပ်ဆောင်နေတာတွေ့ရပါတယ်။ကျော်သာဝင်းကထိုးပုံထိုးပေါက်လဲစုံနေပါတယ်။ကျော်သာဝင်းကအခြား UI လေဝိတ်ဖိုင်တွေနဲ့မတူဘဲ game plan ကိုအကောင်းဆုံးပြင်ဆင်နိုင်တာတွေ့ရပါတယ်။တက်ကနေပိုင်းကိုဦးစားပေးပြီး game plan ကိုတိတ်ချဆွဲကခစားတက်တာပါ။ဒါကြောင့်ကျော်သာဝင်းက one championship ကိုရောက်လာခဲ့ရင်နိုင်မွေးတွေပုံဖော်နိုင်မယ်လို့ယုံကြည်ပါတယ်။ကျော်သာဝင်းကစိတ်ဆန္ဒကလည်းပြင်းပြတဲ့ fighter တစ်ယောက်ဖြစ်ပါတယ်။သူအနေနဲ့ champion ခပတ်ကျူးကိုလည်းပြတ်မှတ်ထားနေတာတွေ့ရပါတယ်။ ။သတင်းတွေကကျော်သွားဝင်းနေနဲ့ထိုင်းနိုင်ငံ Fedex Club မှာလေးချင်းတော့မယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေပါတယ်။ကျော်သွားဝင်းနေနဲ့ One Championship ကိုရောက်လာခဲ့ရင်တဆင်းချင်းမထိုးသက်စေကြပါနဲ့။အဲ့ဒါမှသာမြန်မာပရိသတ်တွေရဲ့ Champion Cup အိမ်မက်ကိုပုံဖော်ပေးနိုင်မှာဖြစ်ပါတယ်။မြန်မာကုန်းဆောင်ဖိုင်တာကြီးအွန်လိုင်းရဆိုင်ရဲ့ခေတ်အလွန်မှာမြန်မာပရိသတ်တွေနဲ့ချန်ပီယံတရဖူကိုသိမ်းပေးနိုင်မယ့်ဖိုင်တာ1ချန်ပီယံရှစ်မှာလိုအပ်နေပါတယ်။1ချန်ပီယံရှစ် CEO ချက်ထွေကလည်းမြန်မာဖိုင်တာတွေကိုအခွင့်အရေးတွေပေးနေပြီမဲ့အဲ့ဒီအခွင့်အရေးကိုမြန်မာဖိုင်တာတွေကတိတ်ကြဆုပ်ကိုင်နိုင်နေမရှိသေးပါဘူး။ မြန်မာပြည်သက်တွေအတွက်အထူးကိုအားထားရမယ်ဆိုတဲ့ဗရိုနီကာကလည်းဝမ်းချင်မြင်ရဲ့အဖွင့်ပွဲမှာတိုင်းဆုံးဖြစ်တဲ့ကတ်ရှုံးထားပါတယ်။ဒါမဲ့ပွဲမှာဘလို့အခြေအနေရှိလာမလဲဆိုတော့စောင့်ကြည့်ကြအောင်ပါပါ။မြန်မာယူကလက်ဝဲအချောမဖိုင်တာကြီးဆိုလင်းကလည်းအဖွင့်၃ပွဲမှာတော့၃ပွဲလုံးကိုအလဲတော်နေနဲ့အနိုင်ယူနိုင်ခဲ့ပေမဲ့နောက်ဆုံး၃ပွဲမှာတော့လက်ရှိမှာရှုံးပွဲဆက်နေပါတယ်။လာမယ့်အမေရိကန်မှာကျင်းပမယ့်ပွဲမှာသာနိုင်မွေးပုံပုံဖော်နိုင်ခြင်းမရှိခင်ဆိုလင်းဦးအနေနဲ့လည်းတော်တော်ကိုအခြေအနေဆိုးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ဆိုလင်းဦးစီကနေလဲချန်ပီယံခပ်အိမ်မက်ကမှန်းဆလို့မရသေးပါဘူးမြန်မာလူငယ်ဖိုင်တာဖြစ်တဲ့တန်းစင်ကလည်းလက်ရှိချိန်မှာရှုံးမွေးရလဲကြုံတွေ့ထားရတဲ့အကြောင်းလက်ရှိမှာအမြင်အာရုံကိစ္စကလည်းဖြစ်နေတာကြောင့်မလို့ယာယီပွဲကဝေးနေအောင်ပါပါအဲ့ဒီနေနဲ့လည်းအချိန်ယူသေးချပြင်ဆင်ရအောင်မှဖြစ်ပါတယ်မြန်မာဖိုင်တာဆွန်ရကလည်းလက်ရှိချိန်မှာတော့တဖြည်းဖြည်းနဲ့နိုင်ပွဲတွေဆက်နေပါတယ်ဒါပေမဲ့နောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲမှာလည်းမရှုံးသင့်ဘဲနဲ့ရှုံးနေခဲ့ရပြန်ပါတယ်ဒါတွေကိုကြည့်မြန်မာဖိုင်တာတွေအတွက်ချန်ပီယံခပ်အိမ်မက်က အတော်ကိုခက်ခဲနေစေဖြစ်ပါတယ်။ခီးလန်းကလည်းကြမ်းတမ်းနေစေပါ။မြမကုံဆောင်ဖိုက်တာကြီးနှစ်သက်ကွမ်းချန်ပီယံဟောင်းကြီးအွန်လိုင်းဆန်းရခဲ့လောမှာအွန်လိုင်းဆန်းလိုမျိုးဘသူကအွန်လိုင်းဆန်းလိုဖိုက်တာတို့ဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ပြည်သက်တွေနေနဲ့စောင့်ကြည့်ရပါပါမြမဖိုက်တာတယောက်ကိုဒီလိုမျိုးထူးထူးချွန်ချွန်ဖြစ်စေချင်ပါတယ်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့လက်ရှိချိန်မှာကျော်စောင်းမွန်းကတကယ်ကိုဖြစ်နိုင်တဲ့အခွင့်အရေးတွေပိုင်ဆိုင်ထားတယ်လို့ပဲပြောရမှာပါ ဝမ်းချက်မဲရှုကိုမရောက်လာသေးပေမဲ့ဒီလိုပါကြောင့်ပြောနိုင်လာလဲဆိုရင်သူ့ရဲ့ technique နဲ့ game plan မှန်းကိုကျွန်တော်တို့ပြည်သက်တွေကယုံကြည်တာဖြစ်ပါတယ်ဒါကြောင့်မလို့ကျော်စွာဝင်းနေတဲ့အခွင့်အရေးကိုလက်လက်လို့မခံပဲတိကျစုပ်ကင်ပြနိုင်မယ်ဆိုကျော်စွာဝင်းနေတဲ့မြန်မာပြည်သက်တွေရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်နိုင်ပြီပဲလို့ကျွန်တော်တို့ပြည်သက်တွေနေနဲ့ယုံကြည်ပါတယ် ကျော်သွားဝင်းနေနဲ့လည်းဘယ်အချိန်မှဝမ်းချန်မြင့်ရှိကိုရောက်ရှိလာမလဲဘလို့အခြေအနေတွေဖြစ်လာပြီးဘယ်ဖိုက်တာတွေနဲ့ထိုးတက်ရအောင်မလဲဆိုတော့ကျွန်တော်တို့ပြည်သက်တွေနေနဲ့စောင့်ကြည့်ရမှာပါကျော်သွားဝင်းကလည်းဝမ်းချန်မြင့်ရှိမှာမကြခင်မှာထိုးတက်ရတော့မယ့်အရေးအယောင်တွေကိုချပြနေပါတယ်ဒါကြောင့်မလို့ဘလို့အခင်းချင်းတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ပြည်သက်တွေနေနဲ့ဆက်လက်စောင့်ကြည့်လိုက်ကြရအောင်ပါခင်ဗျာထူကြတဲ့အကြောင်းအရာရှင်းနေကျွန်တော်တို့ channel ကထပ်မံတင်ဆက်ပေးပါဦးမယ်ခင်ဗျာ ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ထိလောက်ပါပဲ။ဒါမယ့်နေ့ဒီမှာလေး MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားတဲ့အကြောင်းတွေအကြောင်းတွေကိုတင်ဆက်ပေးသွားအောင်ဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေး subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲတိုင်ပြောရှုမှာအကောင့်ရဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။